မင်္ဂလာပါခင်ဗျာကျွန်တော်ပါတီရဲ့မူဝါဒဆိုင်ရာထုတ်ပြန်ချက် manifesto ထဲမှာနိုင်ငံတော်လူညွေးနဲ့တရားဥပဒေစိုးမိုးရေးခန္ဓာကိုဗင်နီပယ်ပုံဖော်ဆောင်မယ်ဆိုတဲ့အချက်ချက်ပါပါတယ်ခင်ဗျာပါနာဒိစစ်တပ်ရဲ့ရွေးကောက်ပွဲမှာဝင်ကြမဲ့နိုင်ငံရေးပါတီတွေဟာစစ်တပ်ဝါဒဖြန့်ရုံမြင့်တန်ကြားအစီအစဉ်တွေအင်တာနက်စာမျက်နှာတွေရေပြင်ကွင်းဆင်းမှုတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေကိုကြေကျော်တဲ့မျိုးစုံနဲ့ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။မဲဆွယ်စည်းရုံးရမှာပါတီမူဝါဒသဘောထားလုပ်ငန်းစဉ်တွေကိုလူထုထံဖော်ထုတ်တင်ပြတဲ့အခါငြိမ်းချမ်းရေးဖက်ဒရယ်ဒီမိုကရေစီအရေးကနေစီဝါရေးတိုးတက်ရေးအခြေခံလူတန်းစားတွေအကျွေးကင်းရေးအထိနယ်ပယ်ကဏ္ဍပေါင်းစုံပြောဆိုကြပါတယ်။ဒီလိုမျိုးရွေးကောက်ပွဲဝင်ပြီးနိုင်ငံနဲ့ပြည်သူအရေးဆောင်ရွက်မယ်ဆိုတဲ့ပါတီတွေနဲ့ဖြွတ်တော်ကိုယ်စားလှယ်လောင်းတွေက ကြားဖြတ်နိုင်နေရေးကို ရင်ကုန်နှုတ်ပိတ်လစ်လူရှုထားတာတွေ့ရပါတယ်။အထူးသဖြင့်ပြည်ထောင်စုတဝန်းလုံးရှင်ပြိုင်မဲ့6ပါတီတွေကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီတိုင်းသာစီးလုံးညီညွတ်ရေးပါတီမြန်မာနိုင်ငံတောင်စုလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီဆန်နှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီပြည်သူ့ပါတီတို့ရဲ့ဘူဝါဒကြီးညာစာတမ်းတွေမှာလည်းကြားဖြန့်တိုက်ဖြတ်ရေးမူဝါဒလုပ်ငန်းစဉ်တွေကိုမတွေ့ရပါဘူး။ နိုင်ငံတကာစစ်တမ်းတွေအရကြားဖြတ်ရောက်လိမ်လည်ခံရတဲ့ငွေပမာဏဟာအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီရှိပါတယ်။ဒါကြောင့်လဲတရုတ်အမေရိကန်နဲ့ဒီတိန်အပါဝင်အင်အားကြီးနိုင်ငံတွေက ကြားဖြတ်နှိမ်နှင်းရေးအာရုံစိုက်လှုပ်ဆောင်မှုတွေတွေ့နေရပါတယ်။အမေရိကန်ဆိုရရဲ့တရားရေးဝန်ကြီးဌာန FBI နဲ့ Secret Service တို့ပူးပေါင်းပြီးလိမ်လည်မှုစင်တာတွေကိုတိုက်ဖြတ်ဖို့ကြားဖြတ်တိုက်ဖြတ်ရေးအထူးအဖွဲ့ကိုနိုဝင်ဘာလ12ရက်နေ့မှာဖွဲ့စည်းလိုက်ပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်းကြားဖြန့်တွေကိုနှိမ်နင်းမယ်လို့ကြေညာထားပြီးတရုတ်ဆိုရင်လည်းကြားဖြန့်ခေါင်းဆောင်တွေကိုဖမ်းဆီးကာအရေးယူမှုတွေဇက်တိုက်လှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒါပေမဲ့ကြားဖြန့်တွေအခြေစိုက်တဲ့မြန်မာပြည်မှာအာဏာယူထားတဲ့စစ်တပ်ကတော့ကြားဖြန့်လုပ်ငန်းတွေရှိတဲ့နေရာပအဝင်ပတ်သက်နေသူတွေကိုတိပေမဲ့အရေးယူတာမျိုးမရှိသလိုနိုင်ငံရေးပါတီတွေကလည်းမျက်ကွယ်ပြုထားတာပါ။ မြန်မာနိုင်ငံကကြားဖြတ်လုပ်ငန်းတွေရဲ့နောက်ွယ်မှာစစ်တပ်လက်အောက်ခံနေကြားဆောင်တပ်တွေဖြစ်တဲ့စောချစ်သူဦးဆောင်တဲ့ကရင်နေကြားဆောင်တပ် BGF နဲ့ပဲဆောက်ချိန်ဦးဆောင်တဲ့ကိုကန့်နေကြားဆောင်တပ်တွေအ धिक ပါဝင်နေတာဖြစ်ပြီးဝါနဲ့မိုင်းလာတို့လိုတိုင်းသားလက်နက်ကင်တွေရဲ့နေမြေတွေမှာလည်းအခြေစိုက်လုတ်ကင်ကြတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြောက်ဝတီဒေသမှာကြားဖြတ်လုပ်ငန်းတွေအစပြုခဲ့တဲ့ရွှေကုတ်ကိုမြို့တဲ့စီမံကိန်းကိုတီထောင်သူနေကြားဆောင်တပ်ခေါင်းဆောင်စောချစ်သူစောမုတ်တုံ စောတင်ဝင်းစတဲ့ဒီရက်ခေါင်းဆောင်တွေနဲ့မိသားစုဝင်တွေဟာအနာသိန်းစစ်တပ်နဲ့အပြန်အလှန်အကြိုးပြုပြီးဖမ်းဆီးရေးယူမှုတွေကနေလွမြောက်နေတာဖြစ်ပါတယ်။ကြားဖြန့်တွေကိုလက်နက်နဲ့ကာကွယ်ပေးပြီးဦးစီးလောက်ကိုင်နေတဲ့နေသားဆောင်တပ်ကိုဦးဆောင်ခဲ့သူဟာလက်ရှိပြန်ကြားရေးဝန်ကြီးဘိုချုံဟောင်းမမောင်အောင်ဖြစ်ပြီးနာမည်ရွက်ောက်ပွဲမှာလည်းကျန်းခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအနေနဲ့တက်ကုန်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေပါဝင် ရှင်ပြိုင်မှာဖြစ်ပါတယ်။ စစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲမှာအများဆုံးနိုင်ပြီးအစိုးရဖွဲ့နိုင်ရေးများတဲ့ USDP ပါတီရဲ့ဥက္ကဋ္ဌဦးခင်ကြီးကလည်းနိုင်ငံလုံးညုံကြီးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍအတွက်ရဲတပ်ဖွဲ့အင်အားကိုမဖြစ်မနေတိုးချဲ့သွားမယ်ဆိုပြီးမိန်ကွန်းတွေပြောဆိုနေပေမဲ့ဒီကဏ္ဍတွေကိုအမှန်တကယ်ချင်းချောင်နေတဲ့ကြားဖြန့်အရေးမပေါဝင်တာအံ့ဩစရာပါကြားဖြန့်အရေးကြောင့်အကြီးအကျယ်နာမည်ပြတ်နေတဲ့ခရင်ပြည်နယ်မှာအခြေစိုက်ပြီးရွေးကောက်ပွဲဝင်မဲ့ ကရင်မျိုးသားဒီမိုကရက်တစ်ပါတီနဲ့ဖလုံစဝဒီမိုကရက်တစ်ပါတီတို့ရဲ့လူလူကိုဟောပြောတဲ့ပါတီမူဝါဒလုပ်ငန်းစဉ်တွေမှာလည်းကြားဖြန့်တိုက်ဖြတ်ရေးမပါဝင်နေပါဘူးနိုင်ငံရေးပါတီတွေအနေနဲ့ကိုမြေကိုရေပေါ်မှာအမြင့်တွယ်ပြီးတစ်ကမ္ဘာလုံးပတ်လည်နေတဲ့ကြားဖြန့်အရေးမှာအခုလိုနှုတ်ဆက်နေတာကမူဝါဒရှိခြင်းမရှိခြင်းထက်စစ်တပ်ကိုကြောက်နေရတာသာဖြစ်တယ်လို့နိုင်ငံရေးလေလံသုံးသပ်သူတဦးကဆိုပါတယ် ကြားဖြတ်လုပ်ငန်းတွေကိုအဓိကအဖြစ်တရုတ်ရာဇဝဲဂိုင်းတွေကဥဆောင်နေပြီးမြောက်ရီတာချီလိတ်လောက်ကိုင်မူဆဲစတဲ့နေသက်ဒေသတွေသာမကရန်ကုန်မတလေးလိုမြို့ကြီးတွေအထိပြန့်နှံ့လာပြီးမြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုကိုချိန်ချောက်နေပြီဖြစ်ပါတယ်။လူကုန်ကူးမှုတွေငွေကြေးခေါ်ဝါချမှုတွေအဓမ္မခိုင်းစေမှုတွေညှဉ်းပန်းနှိပ်စက်မှုတွေလူတက်မှုတွေမူရဆွေးမှုတွေနဲ့ပါဆက်နွယ်နေတဲ့ကြီးမားတဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်တယ်လို့ဒေသရင်းတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကိုပါစိန်ခေါ်နေတဲ့အရာ ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကိုတရုတ်နဲ့မြန်မာလက်နက်ကင်တွေဂျိုးကင်နေပေမဲ့လူလင်ရဲ့အသားကောင်ဟာမြန်မာနိုင်ငံသားတွေထဲမှာကပဲတစ်ကမ္ဘာလုံးဆိုင်ရာကြုံတွေ့နေကြရတာပါ။မြန်မာစစ်တပ်ကလည်းကြားဖြန့်ရဲ့ဂျိုးကင်သူတွေကိုအေးအေးယူတာမျိုးမလုပ်ဘဲနိုင်ငံတကာမှာအမြင်ကောင်းအောင်ကြားဖြန့်အဆောက်အုံတွေကိုဖျက်ဆီးတာတော့ပဲလုပ်ပြနေပါတယ်။ဒါအပြင်အရင်ကမြန်မာနိုင်ငံကိုဂိုရန်လန်ရွှေရောင်နိုင်ငံလို့လူသိများပေမဲ့ အာနာသိမ့်ပြီးနောက်ပိုင်းလာရောက်လဲပတ်ကြတဲ့တရုတ်လူမျိုးဘလော့ဂါတွေကရန်ကုန်လိုနေရာမျိုးကိုတောင်တားဖြတ်မြုပ်လို့သုံးနှုံးခေါ်ဝေါ်နေကြပါတယ်။နိုင်ငံရဲ့ဂုံတိတ်ခါတရားဥပဒေစိုးမိုးရေးကိုအမှန်တကယ်ချင်းချောက်နေတဲ့တားဖြတ်တွေကိုမျက်ွယ်ပြပြီးတော်လန်ရေးကိုဖိနှိပ်ဖို့ကသာစစ်ဘုတ်ချုပ်တွေရဲ့ရှေ့လုပ်ငန်းစဉ်ဖြစ်နေပါတယ်။